ိုကိုတန်းလည်းပကြီဆွဲတာဝါသနာပါတယ်လေအလုပ်ကတော့အလုပ်တစ်ဖက်ပဲပကြီဆွဲတာတော့ဝါသနာပါတယ်အားလုံးလို့လှပါတယ်ခင်ဗျာကောင်းလဲကောင်းပါလက်ရိုက်လက်တော်ပါတယ်ခင်ဗျာသူတို့သူတို့ရဲ့ဒါပေါ်စုပေါင်းညီညွတ်မှုစွမ်းနဲ့သူတို့ရဲ့စိတ်ဓာတ်တွေလုံးမဲဂုဏ်ယူပါတယ်လို့ငလိပြလဲထူထောင်ရေးအတွက်ကိုကျွန်တော်တို့က100%လှူကြပါဘောเนาะအဲ့အတွက်ဆိုပြီးကျွန်တော်စုပေါင်းလိုက်တာဒီပြပွဲမှာဆိုလို့ဒီ artist ပေါင်းကျွန်တော်အယောင်90လောက်ပါဝင်နေပြဟုတ်ပြပွဲကနေရောင်းချပြီးတော့ရရှိတဲ့အလှူငွေအားလုံးကတော့ဒီငလေးကျွန်တော်ဖြစ်ခဲ့တဲ့ဒီအင်းလေးမန်လေးစကိုင်းဘက်တွေပေါ့နော်အဲ့တွက်ကိုကျွန်တော်တို့ကဒီရရှိငွေအားလုံး100%ကိုကျွန်တော်တို့ဒီခွဲဝေလှူဒန်းသွားဖို့ရှိပါတယ်ပြငလင်းပြန်လဲထူထောင်ရေးအတွက်လုပ်မယ်ဆိုတော့ကိုတက်တဲ့ပညာလေးနဲ့ကိုပကြီးစရာမဟုတ်ဘူးဆိုတော့လေ handmade ပိုင်းလေးနဲ့ပါပေးရပါခေဘန်လို့ပဲပြောရမှာပေါ့ ribbon embroidery ခေဘန်ပကြီးကောင်း တော့ဆိုရင်ဒီမှာအလုံးမ18ခုရေး18ခု18ခုတော်ရပါအောင်18ခုနည်းဟာလေးပေါ့အဲ့လိုအသေးလေးသေးလေးတွေညားတာပေါ့အသေးလေးအဲ့လိုလောက်တာများတယ်အစင်လိုကတဲတော့ပြုလို့အစင်ပြင်းမဲ့ဟာမျိုးတွေပေါ့အလိုအတွက်လည်းဆိုတော့ညညာထားလည်းတွေ့တယ်။နောက်ကိုကိုတန်းလည်းပကြီဆွဲတာဝါသနာပါတယ်လေ။အလုပ်ကတော့အလုပ်တစ်ဖက်ပဲပကြီဆွဲတာဝါသနာပါတယ်။နောက်ပြီးတော့ကျွန်တော်တငယ်ချင်းဂီတာမှုဆန်းတဲ့ဆရာကိုစောထွေးညီမနီ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 ဝင်းထွက်ပေါ့။သူကလည်းဆရာမပဲပကြီဆရာမပဲလေ။ပကြီចောင်းစင်းပဲ။ သူ့ရဲ့ပကြီကားကြီးလည်းလာပြီးတော့အားပေးပါအောင်နဲ့နောက်ပြီးတော့တို့ကဒီမှာအလှူရှိတယ်ပေါ့နော်ငင်းရင်ပြေးအတွက်အလှူရှိတော့ဒရတာပါဝင်ပြီးတော့အလာအားပေးတာပါခင်ဗျာအခုလိုလူငယ်တွေကဒရတာအုတ်တစ်ချက်တဲတွင်းအနေနဲ့ပါဝင်ပြီးတော့ကိုကြီးလူတန်းကြတဲ့အတွက်လည်းနာမည်နှစ်ထောင်အားဖြစ်မိပါတယ်အားလုံးတို့လို့လှပါတယ်ခင်ဗျကောင်းလဲကောင်းပါလက်ရိုက်လက်တော်ပါတယ်ခင်ဗျတို့တို့ရဲ့ဒါဘောစုပေါင်းညီညွတ်မှုစွမ်းနဲ့တို့ရဲ့စိတ်ဓာတ်တွေလုံးမဲဂုဏ်ယူပါတယ်လို့ အရှိမှာတော့ကျွန်တော်တို့ဒီရေဘေးရောငလင်ကိစ္စရမှာကျွန်တော်တို့ online ကနေပြီးတော့ပကြီကားလေးရောင်းချပြီးလှူဒန်းခဲ့ရပေါ့နော်အဲအခုကကြာတော့ကျွန်တော်တို့ online ကမှုတ်ပဲနဲ့ဒီပြင်မပကြီပြပွဲလေးလုပ်ပြီးတော့ဒီအဓိကတော့ငလင်ပြက်လဲထူထောင်ရေးအတွက်ပေါ့နော်အဲ့အတွက်ယူရပြီးကျွန်တော်တို့ဒီပြပွဲလေးလုပ်ဖြစ်သွားတာပါဗျာဟုတ်ငလင်ပြက်လဲထူထောင်ရေးအတွက်ကိုကျွန်တော်တို့100%လှူကြပါပေါ့နော်အဲ့အတွက်ဆိုပြီးကျွန်တော်စူပေါင်းလိုက်တာဒီပြပွဲမှာဆိုလို့ဒီ artist ပေါင်းကျွန်တော်အယောက်90လောက်ပါဝင်နေဗျာဟုတ်ငလင်ပြန်လဲထူထောင်ရေးအတွက်လုပ်မယ်ဆိုတော့ကိုတက်တဲ့ပညာလေးနဲ့ကိုပကြီဆရာမဟုတ်ဘူးဆိုတော့လေ handmade ပိုင်းလေးနဲ့ပါပေးရပါဟုတ် ဖဲပန်းလို့ပဲပြောရမှာပေါ့ ribbon embroidery ဖဲပန်းပြည်ကောင်ချိန်တစ်ဖက်ကြော်ကြော်လောက်ပေါ့တစ်ဖက်ကြော်ကြော်လောက်ယူခဲ့ရပြောက်ပွဲကနေရောင်းချပြီးတော့ရရှိတဲ့အလှူငွေအားလုံးကတော့ဒီငလေးကျွန်တော်ဖြစ်ခဲ့တဲ့ဒီအင်းလေးမန်းလေးစကိုင်းဘက်တွေပေါ့နော်အဲ့တို့ကကိုကျွန်တော်တို့ကဒီရရှိငွေအားလုံး100%ကိုကျွန်တော်တို့ဒီခွဲဝေလှူဒန်းသွားဖို့ရှိပါတယ်ဗျာဒီငလေးဘေးအတွက်ပေါ့နော်ငလေးတွေဘေးအတွက်ပြပပြပွဲအနေနဲ့ဆိုဒါတော့ပရမချိန်ပေါ့အဲ့လိုမျိုးနဲ့ကျွန်တော် online ဈေးအနေနဲ့ဆိုရင်တော့အဲပြီးခဲ့တဲ့ခေါက်ကနှစ်ခေါက်ဒီ ဒီကငလင်ဘေးရောရေဘေးရောပေါ့နော်အဲနှစ်ခေါက်တော့ပြီးသွားပြီဒါတော့ကျွန်တော်တို့အဲ့ဒီမှာပါတဲ့ artist တွေရောဒီထက်ပြီးတော့အဲကျွန်တော်တို့ထပ်ပေါင်းထည့်လာတဲ့ artist တွေပါကျွန်တော်တို့အိမ်ပြမပြဝဲအနေနဲ့လှုပ်ဖြစ်သွားတာဗျာ။အဓိကတော့ပြောမယ်ဆိုရင်ကိုတက်နိုင်တဲ့အားပေါ့နော်ကျွန်တော်တို့ဒီငွေကြေးမှာမဟုတ်ဘဲနဲ့ကိုရဲ့ဒီလက်မှုလေးတွေအမှုပညာအားနဲ့ကျွန်တော်တို့ဟိုကုနိုင်နေဆွဲကြောင်းမလို့အတိုင်းမသိပြောကြရဲပေါ့။ Autism ဆိုလို့ဒီမနက်ဆိုလို့ရှိရင်လည်းဖွေပွဲမှာဟိုနိုင်ပိုင်းပဲရှိသေးတယ်။ 15ကားလောက်စူးအောင်သွားပြီဆိုတော့တော်တော်ပြောနေကြရပါတော့အဓိကတော့ကျွန်တော်တို့ဒီပြပွဲကတော့ဟိုတုံးရက်လုံးပါဗျကျွန်တော်ဒီ24 25 26 7စနေတနေ့ပြီတနေ့လာပါတော့တုံးရက်လုံးပါအဓိကတော့ကျွန်တော်တို့ပါဝင်တဲ့ artist ရောင်း90တဲမှာမှာ မီဒီယာကတော့အစုံပါပဲကျွန်တော်တို့ခဲရေးစေးစီစေးအဲဒီတခြားဒီပေပါကွင်းလေးပေပါကဲအဲ့ဒီအပြင်မှာမှအတခြားကျွန်တော်တို့ဒိုင်ယိုရာမာကြီးလည်းပါတယ်အမီနီအေးချာအတခြားကျွန်တော်တို့ဘုံမတ်လေးတွေတခြားကျွန်တော်ရီဆိုက်ကယ်ရေးဆွဲရအကလေးပါအကုန်လုံးစုပြီးတော့ပါဝင်ကြတယ်ဗျာဟုတ်အမျိုးအစားတော့တော်တော်လေးစုံတယ်ပေါ့နော်အဓိကကျွန်တော်တို့ဒီပြပွဲလေးကကျွန်တော်ငလင်းပြလဲထူထောင်ရေးအတွက်ဟိုဖြစ်တယ်ဆိုရကြောင်းမလို့ဒီကျွန်တော်ပြပွဲမှာလာပြီးတော့ကျွန်တော်တို့ဒီအဝက်တွေပဲဝဲဝဲအလှငွေပဲတက်တက်ကျွန်တော်တို့ရဲ့အတူတူအားလုံးပူးပေါင်းပါဝင်ပေးလို့ရတယ်ဗျာဒါကြောင့်မလို့ဒီပြပွဲလေးမှာလာပြီးတော့ ဟိုလာပြီးတော့အမှုပညာလို့လေကြီးစုခန်းစားရင်ကျွန်တော်နဲ့အတူဒီငလေးပြန်လည်ထူထောင်ရေးမှာပူပေါင်းပါဝင်ပေးပါလို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ဗျာအရန်အရန်ဆရာပေါ့အရန်အလိုမျိုးဟာကိုတို့ပါမလာပေါ့အလူလေးရှိတယ်ပေါ့တရားရရန်တော့ငလင်းဘေးအတွက်အလိုမဲ့ ် quality ရှိတော့ဒီ award ခုခုနဲ့ပါမလားဆိုတော့ပါမယ်ဆိုပြီးအဲ့လိုမျိုး try ဖြစ်တာပေါ့ဒူဒူပဲကျွန်တော်တို့နဲ့ဒီ R&D ကအမြန်ဒီအစတည်းကဒီဒူဒူလောက်ဆိုပြီးတော့လုံနေရဖွဲ့လေးပေါ့လုံနေရသူဘာပဲလှုပ်လှုပ်အများအပြားဟိုကိုရဲလိုက်ပြီးတော့ဝိုင်းရံပေးရတော့အဲ့တော့ဟိုသူလုံမယ်ဆိုတာနဲ့ကိုရဲနောက်ကနေလိုက်ပြီးတော့လုံပြီးရတော့အားလုံးပေါင်း3ယောက်ဆိုရင်ဒီမှာအားလုံးပေါင်း18ခုရှိ18ခု18ခု ကျွန်တော်ဘာအားလုံးဆက်ခွန်းလားလုံးပုံစံလေးလုံးနေကြဟိုအတိုင်းကိုကိုတန်တဲ့ဟာလေးပေါ့အဲ့လိုအသေးလေးအသေးလေးတွေညားတာပေါ့အသေးလေးအဲ့လိုလောက်တာညားတယ်အစင်လိုကတဲတို့ပြုလို့အစင်ပြင်းတဲ့ဟာမျိုးတွေပေါ့အဲ့လိုအတွက်လဲဆိုတော့တုံးရောက်တော့သူအားတန်တဲ့လုံးနေကြအတိုင်းကိုတန်တဲ့ဟာမတူတဲ့ပုံစံမျိုးလေးပဲဒီပွဲလုံးမယ်ဆိုတဲ့ဒါဟိုကြာရကနုံးတူမယ်ဆိုတာလည်းပေါ့ဗျာအခုလိုမျိုးဟိုရောင်းဖက်တယ်ဟိုတူရတယ်ဆိုလဲဒါဟိုဝမ်းသာတာပေါ့ပြီးပြတ်တာ ဟိုအလူတက်ဆိုတော့ပို့ပြီးတော့ဟိုပို့ဖို့ပြောဖို့ကောင်းတာပေါ့ဒီလိုရောင်းလိုက်ရတော့လေအဲ့ဒီပတ်စံကဒီတရားရခိုင်တော့တကယ်လိုအပ်နေတဲ့နေရာရောက်မှာဆိုတော့ဟိုသူကပီတိဖြစ်တာပေါ့အော်ကျွန်တော်တို့တရားခိုင်တော့လူကတော့ကောင်းပါတယ်ဘာပြောအော်ဒီရှင်းတဲတခွင့်နေနဲ့ပါတော့ကျွန်တော်တို့ဒီပွဲကိုနောက်နှစ်ရက်ရှိသေးတယ်ပေါ့နော်၂၄၂၅၂၆၃ရက်ပြတော့အဲလမ်းကြောင်းတော့ဖြည်းဖြည်းတကူတူကပဲဖြည်းဖြည်းလာပြီးတော့အဝိုင်းဝိုင်းအောင်အပေးဖို့ဖြစ်ကုန်ပါ